အမျိုးသမီးတူကမိထားပါတယ်ဆရာအမေကျမကအမေရိကန်ကပါမေးချင်တဲ့မေးခွန်းတစ်ခုရှိတယ်ကိုုံလေးလားရှိတုန်းကကျမယောက်ျားကတလား၃ချိန်တပြိုင်နက်ပြီးခဲ့တယ်အစ်ဒတ်ကာလာအသွင်းမှာကျမတို့အချိန်အနည်းငယ်တွေ့ကြတယ်ခလေးငွေပြီးနောက်မှာလည်းအချိန်အနည်းငယ်တွေ့ကြတယ်ဒါပေမဲ့ကျမတို့တီးခြားစီနေကြတယ်ကျမကမိဘအိမ်မှာနေတယ်သူကမိဘတွေနဲ့နေတယ်တလားကအကျုံးဝင်လားကျမနဲ့ကျမယောက်ျားကမဟာအစ်စ်နဲ့နေကအစ်စ်လောက်လို့ရပါသလား بسم الله الرحمن الرحيم بسم الله الرحمن الرحيم ابو داود جمع لا شيء ده ابغض الحلال الى الله تعالى الطلاق အလောရှင်မြတ်တခင်တတ်မှတ်ထားတဲ့ halal ပြုပိုင်တဲ့အရာတွေထဲမှာအလာတာလာအမုံဆုံးသောအရာဟာ طلاق ဖြစ်အဲအမျိုးသားနဲ့အမျိုးသမီးနဲ့မတင်မမြတ်ဖြစ်လာပြီဆိုရင်သူတို့နှစ်ဦးညှိနှိုင်းဖို့ طلاق မဖြစ်အောင်ကြိုးစားရဘာဖြစ်လို့လဲဆိုတော့ طلاق ပေးလိုက်ခြင်းအဖြစ်ရှိုက်တန်ကပြောတယ်တဲ့ အလာတလာစိတ်ဆိုးတော့မှုလေအဲ့ဒါကြောင့်မလို့သူတို့ချင်းချင်းညီနိုင်လို့မရဘူးဆိုရင်နှစ်ဖက်ဂုံတီရှိပုဂ္ဂိုလ်တွေကိုခေါ်ပြီးညီနိုင်ပေးခိုင်းရနောက်ဆုံးမှဘလို့မှညီနိုင်လို့မရတဲ့အခြေအနေတခုဖြစ်လာပြီဆိုရင်တော့လေသလားပေးမဲ့အခြေအနေကိုရောက်သွားတာဖြစ်တယ်အဲ့တော့မိဘမမိသားတဲ့ကိုဝန်ဆောင်အမျိုးသမီးကိုသလားပေးတယ်လို့ပြောတယ်အဲ့တော့ကိုဝန်ဆောင်အမျိုးသမီးကိုသလားပေးရင်လေသလားကြတယ်သလားကြတယ်မကြဘူးဆိုတာကအဲ့ဒါဒီအမျိုးသမီးက ဟိုင်းလာနေတာကိုယ်ဝန်ဆောင်ထားတာဒါနဲ့မဆိုင်ဘူးမိမိနေကာထဲမှာရှိတာမရှိတာနဲ့ပဲဆိုင်တယ်ရှင်ကြမဲ့မရှိမကြောက်ကျမ်းတော်များကုရ်အန်ထဲမှာအလ္လာဟ်ရှင်မြတ်တခင်မိတ်တော်မူတဲ့ဝူလာတုလ်အဟ်မာလီအဂျလူဟွန်နအိုင်ယဒွအနဟမ်လဟွန်ကိုယ်ဝန်ဆောင်အမျိုးသမီးရဲ့အစ်ဒတ်ဆိုင်ငန်းကာလဟာတဲ့ကလေးမွေးပြီးတဲ့အထိဖြစ်တယ်အဲ့တော့ကျမ်းတော်များကုရ်အန်ထဲမှာကိုယ်ဝန်ဆောင်အမျိုးသမီးရဲ့အစ်ဒတ်ဆိုင်ငန်းကာလပါရှိတဲ့အတွက်ကိုယ်ဝန်ဆောင်အမျိုးသမီးပေါ်မှာတလောက်ကြရတယ်ဆိုတာကို တည်ရတယ်အဲ့တော့ကိုဝန်ဆောင်မျိုးသမီးကိုတလားပြီးတဲ့နီလန်းကဗာလဲဆိုတော့အကောင်းဆုံးကတော့သူ့ကိုတလားတစ်ချိန်မဲ့ပေးမယ်ပေးပြီးတော့အပြီးလွတ်ထားလိုက်တစ်ချိန်မဲ့ပေးပြီးတဲ့အခါကျရင်အခုနအစ်ဒတ်ကာလာကတော့ဟလာခလေးမွေးပြီးတဲ့အထိဖြစ်တယ်ခလေးမမွေးခင်ကြားမှာသူ့အမျိုးသမီးကိုသူပြန်လိုချင်တယ်ဆိုရင်လွယ်လွယ်ကူကူပဲရူဂျူးလောက်လိုက်ရုံပဲသူ့အမျိုးသမီးကိုသူပြန်တိမ်ပိုက်လိုက်ရုံပဲနေကာလေးလောက်ရမလို့အခုခလေးမွေးသွားပြီအစ်ဒတ်ကျော်သွားပြီဆိုရင် ဒီအမျိုးသမီးကိုမိမိအမျိုးသမီးကိုပြန်လို့ချင်းနေကဖက်လိုက်ရုံပဲလွယ်လွယ်လေးပဲဒါမှမဟုတ်အမျိုးသမီးကိုတလား၃ချိန်ပေးခြင်းနဲ့ဆိုရင်တစ်ချိန်ကိုတလားကိုတစ်ချိန်ပေးမယ်တလားကိုတစ်ချိန်တစ်ချိန်၃ချိန်ခွဲပြီးပေးခြင်းဒါလည်းခုနကအကောင်းဆုံးနည်းလမ်းထဲမှာပါအခု तू ပြောတဲ့ तू အမျိုးသမီးကို၃ချိန်ပေးလိုက်တယ်တထိုင်နဲ့၃ချိန်ပေးပြီဖြစ်စေတလားထဲမှာ၃ချိန်ပေးပြီဖြစ်စေအဲ့ဒါကိုတလားကွန်ဘီဒီယွန်းလို့ခေါ်တယ်အလ္လာဟ်တာလာမနစ်မြို့တဲ့တလားဖြစ်တယ် အဲ့လိုတလတ်ပေးတဲ့အမျိုးအမျိုးသားအပေါ်မှာအပြစ်ထိုက်တလတ်ကတော့ကြားတယ်ဒါပေမဲ့ဒီတလတ်ပေးခြင်းအပေါ်မှာသူ့ဘုမှာဂုဏထိုက်တဲ့အပြစ်ထိုက်ဆိုတော့အခုဒီအမျိုးသမီးကသူပြောတဲ့၃ညပေးလိုက်ပြီဆိုတော့ဒါပြည်အပြီးပြည့်စဲသွားပြီဖြစ်တယ်အဲ့တော့တို့နှစ်ဦးကဟလာတလတ်ရဲ့တတိယတလတ်ကိုဖြစ်သွားတဲ့အတွက်နေကအဲ့ဒါအစ်စ်နဲ့ပြန်ပြီးပေါင်းတယ်လို့မရဘူးကျွန်တော်မြတ်ကုရ်အန်ထဲမှာအလ္လာဟ်ဆူဘဟာနဟူဝတအာလာမိန့်တော်မူတဲ့ဖအင်တလကဟာဖလာတဟီလူလဟူမင်ဘာဒူ ဟတ်တာတန်ကီဟာဇောဂျန်ဂိုင်ရာအခုဒီအမျိုးသမီးကတတိယအကျင့်တလားပေးလိုက်တဲ့တော့တဲ့ဒီသူ့ရဲ့အမျိုးသားနဲ့သူနဲ့ကလုံးဝဟလာလ်ဖြစ်တော့မှာမဟုတ်နေကာပြန်ဖတ်လဲဟလာလ်ဖြစ်တော့မှာမဟုတ်အဲ့ဒီအမျိုးသားကလွဲလို့ကြိုက်တဲ့တခြားအမျိုးသားတယောက်နဲ့သူနေကာပြုတ်ခွင့်ရှိအဲ့ဒီနေကာပြုတ်ရဲဆိုတာကဟလာတစ်ဖက်မှာလူတွေကနော်ဟီလာပုံစံမျိုးလဲကွက်ပုံစံမျိုးနဲ့ဒါအတင်းနေကာလောက်ခိုင်းတယ်ပြီးတော့သူ့ကိုပြန်ကွာခိုင်းတယ်ပြန်ယူတယ်ဒါကတရားတော်က အလာလမ်းညွန်ထားတဲ့ပုံစံဒီလိုမဟုတ်ဘူးကျွန်တော်မြတ်ကုရ်အန်ကလမ်းညွန်ထားတဲ့ပုံစံကဒီအမျိုးသားကလည်းလူကြိုက်တဲ့မျိုးသားနဲ့သူနေကလုံးမယ်လွတ်လပ်စွာသူရွေးချယ်ခွင့်ရှိတဲ့ယူပြီးတော့သူတသက်လုံးပေါင်းသွားဖို့ညစ်နဲ့ဒီလိုပဲနေကလုံးရမှာဖြစ်တယ်အဲ့တော့အခုဒီလိုညစ်နဲ့နေကလုံးတော့လှုပ်ပြီးတဲ့နောက်ပိုင်းမှာကြောင်မတိုက်ဆိုင်လို့သူတို့ချင်းချင်းသဘောထားချင်းမတိုက်ဆိုင်လို့ အဲ့ဒီခါကြာမှာတဲ့အဲ့ဒီအမျိုးသားကြီးကဒီပြက်ဆဲပြီးတော့ဣဒ္ဓကာလပြီးမှပဲဒီပထမယောက်ျားကပြန်ယူခြင်းယူခွင့်ရှိတယ်။အဲ့တော့မိဘကိုပြန်တောက်ပြောရရင်တော့ကိုယ်ဝန်ဆောင်ကာလမှာအတလိုက်ပင်တလောက်ကြရဲနောက်တစ်ခုက၃ချိန်ပြေးပြီးသားဖြစ်တဲ့အတွက်မိမိအမျိုးသားနဲ့နေကအတက်လောက်ပြီးတော့ပြန်လဲပေါင်းသွင်းခြင်းမရှိတော့